Okay ဒီ sample ဖိုက်ကတော့ကဘာဝချန်ခန်းကြီး33ဖြစ်ပါတယ်။အခန်းကြီး33အငယ်1မှ7ထိုအခါယာကုပ်သည်မျှော်ကြည့်၍အကူအေးတော်သည်လူ400ပါလျက်ခြီလာသည်ကို မြင်လျင်လေအားယခေလကျွန်မနှစ်ယောက်တို့တွင်သားများတို့ကိုဝေပေးလေ၏ကျွန်မနှစ်ယောက်ကသူတို့သားများနှင့်ရှေ့ကနေစီ၍ လေအာနှင့်သူ၏သားတို့ကို အလယ်၌၎င်းယာခေလနှင့်ယောသကိုနောက်၌၎င်းထားလေ၏သူတို့ရှိမှကိုယ်တိုင်လွန်သွား၍ခொနှစ်ချိန်တိုင်အောင်ဥညွတ်ပြတ်ဝတ်လျက်အကူအနီးတို့ချင်းကပ်လေ၏ထိုအခါအေတော်သည်ကျူးဆူခြင်းငံပြေးလာ၍လေချင်းရှက်လျက်ပိုက်ဖက်နန်းရှုပ်ခြင်းကိုပြုတ်၍နှစ်ယောက်စလုံးတို့သည်ငိုကြွေးကြ၏ထို့နောက်မျောကြည့်၍ မိမများ သူငယ်များကိုမြင်လျင်တင်၌ပါသောဤသူတို့သည်အဘယ်သူနည်းဟု မေးတော့ကိုရောဤကျွန်အားဘုရားသခင်ပေးသနာတော်မူသော သူငယ်ဖြစ်ကြပါ၏ဟု ပြန်ပြောပြီးမှ ကျွန်မတို့သည်မိမိတို့သားများနှင့်ချင်းကပ်၍ဥညွတ်ကြ၏ထိုနောက်လေအားသည် သူ၏သားများနှင့်ချင်းကပ်၍ဥညွတ်ကြ၏ထိုနောက်ယောသနှင့်ရခေလသည်ချင်းကပ်၍ဥညွတ်ခြင်းကိုပြုကြ၏ ဧတောကလည်းကျွန်ုပ်တွေ့သော တိရိစ္ဆာန်စုအပေါင်းတို့သည်အဘယ်သို့သောအရာနည်းဟုမေးလျင်တခင်ဤစိတ်တော်နှင့် တွေ့စီခြင်းကဖြစ်ပါသည်ဟု ပြန်ပြော၏ဧတောကလည်းငန်းဤငါ၌လုံလောက်အောင်ရှိ၏ဒီဥစ္စာတို့ကိုယူထားဥလို့ဟု ဆို၏ယာကုပ်ကလည်းထိုတို့မဆိုပါနှင့်စိတ်တော်နှင့်တွေ့သည်မှန်လျင်ကျွန်တော်ဆက်တော်လက်ဆောင်ကို ခံယူတော်မူပါဘုရားသခင်မျက်နာတော်ကို ဖူးမြင်ရတကဲ့သို့ကိုရောဤမျက်နာကိုဖူးမြင်ရပါ၏စိတ်တော်သည်လည်းနူးညွတ်ပါ၏ကိုရောထံသို့ရောက်သောကျွန်တော်ဤမင်္ဂလာကို ခံယူတော်မူပါဘုရားသခင်သည်ကျွန်တော်၌များစွာသော ကြီးစုကို ပြုတော်မူပြီးကျွန်တော်၌လုံလောက်အောင် ရှိပါ၏ဟု၍တိုက်တွန်းသောကြောင့်ခံယူလေ၏အငယ်၁၂မှ၁၆ ေတောကလည်းခยีတော်ကြဆိုတင့်ရှိမှာကျွန်ုပ်တော်မည်ဟုဆိုလင်ယကုတ်ကသခင်တိတိအတိုင်းဤသူငယ်တို့သည်နုနယ်ပါ၏တန်းငယ်ပါသောသူစိတ်နွားမတို့သည်ကျွန်ုပ်၌ပါပါ၏တနည်းချင်းတွင်အနှင်းလွန်လျင် ရှိသည်များတို့သည်တေကြပါလိမ့်မည်ထိုကြောင့်တခင်သည် ကိုရောဤကျုံရှိမှကျွန့်နှင့်တော်မူပါကျွန်တော်မူကားကျွန်တော်ဆောင်ခဲ့သောတရိစ္ဆာန်များ ူငယ်များတတ်နိုင်သည်မတိုင်တခင်နေရာဇီရပီတို့ရောက်အောင်တပြေးပြေးပို့ဆောင်ပါမည်ဟုလျှောက်လေ၏ဧတောကလည်းတို့ဖြစ်လင်ကျွန်ုပ်၌ပါသော သူအချို့တို့ကိုညီ၌ထားခဲ့ပြရစီဟုဆိုလျင်ယာကုတ်ကအဘဲအကြောင်းရှိပါသနည်းတခင်ဤစိတ်တော်နှင့် တွေ့ပါစေဟုပြန်ဆိုသောဧတောသည်ထိုနေ့ချင်းတွင်ဇီရပီတို့ခရီးသွား၍ပြန်လေ၏ အငယ်၁၉မှ၂ရာကုတ်လေသူကုတ်ရက်တို့ခရီးသွား၍ကိုနေဖို့အင်ကို၎င်းတရိစ္ဆာန်များနေဖို့တင်းကုတ်တို့ကို၎င်း ဆောက်လေ၏ထိုကြောင့်ထိုရက်ကိုသူကုတ်ဟူ၍တွင်လေတည်းထိုနောက်မှရှေခင်မြို့သို့ဘေးမဲ့ရောက်လေ၏ပါဒနရံပြည်မှ ပြန်လာ၍ခန္ဓာပြည်သို့ရောက်သောလမ်းခရီးတွင် ထိုမြို့ရှိသည် ထိုမြို့ရှိမှတဲကိုစောက်လေ၏တဲဆောက်ရာမြေအကွက်ကိုရှေခင်၏အဖ ဟာမောဤသားတို့တွင်ငွေတပိတ္တာအဖိုးပေး၍ဝယ်ရသည်ထိုအရ၌လည်းရစ်ပလင်ကိုတီးပြီးလေအေလီလောဤတရေလဟူ၍တမုတ်လေ၏ခေနောက်ချမ်းပိုင်မှပြန်သေးကြမယ်ဘဘွား